အိမ်မှာလက်ဖက်ကိုအမြဲမပြတ်ဆောင်ထားတဲ့လူတွေရှိတာမသိဘူး။ဘာလို့ပဲမင်္ဂလာပါ။ Flow ဘိုင်းကျောင်းဝါချန်နဲ့နေချူဆူလိုက်ပါရယ်။ဒီနေ့တော့လက်ဖက်ကိုအိမ်မှာအမြဲဆောင်ထားတဲ့လူတွေအတွက်လက်ဖက်ကိုနှက်ပြီးတော့တင်ထားလို့ရမယ့်နည်းလေးရယ်။နောက်ပြီးတော့နှက်ထားတဲ့လက်ဖက်နဲ့လက်ဖက်ထမင်းတုပ်ကိုအရသာရှိရှိဘယ်လိုတုပ်ဆားရမယ်ဆိုတာပြောပြပေးပါမလို့လက်ဖက်ကြိုက်ရယ်ဆိုရင်ဗီဒီယိုလေးကိုဆုံးထိဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာ။ လက်ဖက်နှက်ဖို့အတွက်လက်ဖက်ကို20သားအသုံးပြုပါမယ်လက်ဖက်နှက်တဲ့အခါမှာအကောင်းဆုံးကတော့ဇီးရရဝဲလက်ဖက်အချင်းအကောင်းဆုံးပါပဲပထမဦးဆုံးလက်ဖက်ကိုရင်နွေးစုစုနဲ့10မိနစ်လောက်စိမ့်ထားလိုက်ပါမယ်အဲ့လိုရင်နွေးဖြောပြီးတော့ဆေးလိုက်တဲ့အတွက်လက်ဖက်မှာကက်နေတဲ့ဖုန်တွေတိတ်လေးဆင်းသွားတယ်နောက်ပြီးရင်နွေးကိုညှစ်လိုက်တဲ့အခါကျရင်လက်ဖက်ထဲကအခါတက်တွေလည်းထွက်သွားအောင်ဖြစ်ပါတယ်10မိနစ်15မိနစ်လောက်စိမ့်ပြီးလို့အပူချိန်လျော့သွားပြီးရေလည်းအေးသွားပြီဆိုရင်တော့လက်ဖက်တွေကိုဆေးလိုက်ပါမယ် ပြီးရင်လက်ဖက်ထဲကရေတွေစင်သွားအောင်လို့အားနဲ့တေချာလေးဖိပြီးတော့ညှစ်ပေးလိုက်ပါမယ်။ဒီနေရာမှာတခုလေးပြောချင်တာကတော့ဝဲတဲ့လက်ဖက်ကလက်ဖက်ကျန်းဖြစ်တဲ့အတွက်အယိုးတွေပါပြီးပါနိုင်ပါတယ်။အဲ့ဒါတွေကိုတော့ဖယ်ပြဖို့လိုပါတယ်။ကြီးညှစ်ပြီးသွားပြီဆိုရင်တော့လက်ဖက်ထောင်းဖို့အတွက်အခြားလိုရာတွေပြင်ဆင်ပါမယ်။ကျက်သွုံအဖြူကို3ဥလောက်အခွန်ခွာထားပါမယ်။ကျက်သွုံအဖြူကတော့မှုရအောင်လို့ဥအသေးကိုအသုံးပြုပါမယ်။မြေုပ်သီးသိမ်း100တောင်းလောက်ကိုလည်းရေရှိပြီးတော့အညာချွေထားလိုက်ပါမယ်။ ဒီနေရာမှာကိုကလက်ဖက်ခြင်ဆက်ကိုခက်ဆက်ဆက်လေးလိုချင်နေဆိုရင်တော့ငရုတ်သီးစိမ်းကိုပိုထည့်လို့ရပါတယ်။ပြီးတော့ရင်ကြက်သွန်ဖြူရဲ့ငရုတ်သီးစိမ်းကိုအနည်းငယ်လေးမီးကျွမ်းသွားတဲ့အထိလှော်ပေးပါမယ်။ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုလက်ဖက်ထဲကိုဒီတိုင်းထည့်ထောင်တာအခက်မသိရင်ကြက်သွန်ဖြူကြီးနဲ့ရတတ်တဲ့အတွက်ခုလိုမျိုးလှော်ပြီးတော့ထည့်တာတော့လက်ဖက်ရတဲ့အခါမှာကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းနဲ့မှုမှုလေးကိုရရှိစေပါတယ်။ဒါဆိုရင်လက်ဖက်တွေကိုငရုတ်စုံထဲကိုထည့်ပြီးတော့အရင်ညအောင်ထောင်းလိုက်ပါမယ်။ ထောင်းတဲ့အခါမှာလက်ဖက်ရည်ကြက်သွင်းငရုတ်သီးစင်ကိုရောထောင်းလေရပါတယ်အခုကတော့အကုန်တစ်ခုစီထောင်းပြီးတော့မှရောပြီးပြင်နေပါမယ်လက်ဖက်ကိုထောင်းတာနဲ့ကြိတ်တာနဲ့မတူပါဘူးကြိတ်တာအဖက်ကြီးကြေးသွားပြီးတော့လုံးဝစားလို့မကောင်းပါဘူးတက်နိုင်တော့အခုလိုမျိုးဆိတ်ရှိရှိထောင်းတာပို့ပြီးတော့စားလို့ကောင်းပါတယ်လက်ဖက်ရပါပြီဆိုရင်လှော်ထားတဲ့ငရုတ်သီးစင်တွေကိုထောင်းလိုက်ပါမယ် တဲ့ကြက်သွင်ဖြူတွေကိုထောင်းလိုက်ပါမယ်ပစုံကြောက်ကြိုက်တယ်ဆိုရင်တော့ပစုံကြောက်ကိုပါထောင်းပြီးတော့ထည့်လို့ရပါတယ်ဒါဆိုရင်တော့လက်ဖက်နှက်ဖို့အတွက်လိုရာတွေအကုန်ပြင်ဆင်ပြီးပါပြီ။ အခုနေဖို့အတွက်စားရည်ဟင်းရွက်မှုတ်ရည်ထည့်ပါမယ်စီထည့်ပါမယ်တစ်ဖက်နှက်တဲ့အခါမှာတော့စီရပဲစီဖြစ်ရင်တော့မှုမှွေးလေးနဲ့ပိုးပြီးတော့စားလို့ကောင်းပါတယ်ဒါပေမဲ့ကိုကတစ်ဖက်ကိုရေခဲတစ်တာထဲမှာအကြာကြီးထားစားမယ်ဆိုရင်တော့ပဲစီကခဲတတ်တဲ့အတွက်ရေခဲတစ်တာရဲ့သိမ့်မဲ့သူတွေကတော့မခဲတဲ့စီမျိုးကိုအသုံးပြုသင့်ပါတယ်ပြီးတော့ရင်လက်ဖက်နဲ့အစာရည်နဲ့အကုန်လုံးတေချာလေးရောသမသွားအောင်လို့နေပြီးလိုက်ပါမယ် သေချာနှက်အောင်နေပြီးသွားပြီဆိုရင်တော့တစ်ဖက်ကိုချင်းဆက်လေးလိုချင်တာဖြစ်တဲ့အတွက်တံမြာကြီးညှစ်ထည့်ပါမယ်။တံမြာကြီးနှလုံးလောက်ကိုအစိထုတ်ပြီးတော့လက်ဖက်ထည့်ကိုညှစ်ထည့်လိုက်ပါမယ်။ပထမနေထားတာနည်းနည်းလေး၆တဲ့အတွက်စီထက်ထည့်ပါမယ်။ပြီးသွားရင်အကုန်လုံးကိုသေချာလေးနှက်အောင်နေပြီးလိုက်ပါမယ်။ feature နှက်အောင်နေပြီးသွားပြီဆိုရင်တော့ရတာမြည်ကြည့်ပါမယ်ရတာလည်းအဆင်ပြေသွားပြီဆိုရင်တော့လက်ဖက်နှက်တာပြီးပါပြီလက်ဖက်နှက်ပြီးသွားပြီဆိုတော့တိမ်းဖို့အတွက်က6တွေ့နေတဲ့ပကံဓာတ်မှုရင်ခွက်ထဲကိုလက်ဖက်ကိုထည့်လိုက်ပါမယ်ပြီးရင်လက်ဖက်ကိုအနည်းငယ်လိုက်ဖိလိုက်ပြီးတော့မျက်နှာပြင်မြုပ်အောင်စီစိမ့်ထားလိုက်ပါမယ် ခုလိုမျိုးလက်ဖက်နှက်ထားလေးအစင်သိရှိမယ်ဆိုရင်တော့အိမ်မှာနေလေစာညစာမချက်ဖြစ်တဲ့နေ့တွေမှာတော့လက်ဖက်ထမင်းပဲဖြစ်ဖြစ်လက်ဖက်တုံးနဲ့ထမင်းနဲ့ပဲဖြစ်ဖြစ်အလွယ်တကူလှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့လက်ဖက်နှက်ထားလေးရှိအောင်လက်ဖက်ထမင်းတုပ်လေးပါတစ်ခါလေးဆက်လုပ်လိုက်ပါမယ်။လက်ဖက်ထမင်းတုပ်ဖို့အတွက်ပထမဆုံးဂေါ်ဘီကိုပပလေးဟိလိုက်ပါမယ်။ပြီးတော့ရေစင်အောင်ဆေးပြီးတော့ရေစစ်ထားလိုက်ပါမယ်။ ရမ်းခြေသေးကိုလည်းရေဆေးတချမ်းချမ်းအဆေးထုတ်ပြီးတော့ပါပါလေးလှိထားလိုက်ပါမယ်။ဒါဆိုရင်လက်ဖက်ထမင်းတုပ်ဖို့အတွက်ထမင်းခူးလိုက်ပါမယ်။ထမင်းခူးပြီးသွားပြီဆိုရင်တော့ထမင်းနဲ့ကိုနှက်ထားတဲ့လက်ဖက်ကိုထည့်လိုက်ပါမယ်။ကိုယ်အိမ်မှာကိုတုံဆာဖြစ်တဲ့အတွက်လက်ဖက်ကိုကိုစိတ်ကြိုက်ခမ်းများများလေးထည့်ပြီးတော့တုပ်ပါမယ်။ ကော်ပြီးရေးစစ်ထားထည့်ပါမယ်။ခန်းကျင်သည်လှီးထားထည့်လိုက်ပါမယ်။ငံပြားကြီးထည့်ပါမယ်။ဟင်းရွက်မှုန့်ထည့်ပါမယ်။စီနေငယ်ထည့်ပါမယ်။စီကတော့လက်ဖက်ကလည်းပါသေးတဲ့အတွက်နင်းနေပဲထည့်ပြီးတော့နေကြီးလိုမှထည့်ထည့်ပါမယ်။ကဲလို့ကိုကအကျော်ကြိုက်တယ်ဆိုရင်တော့နှစ်ပြန်ကျော်ထည့်တော့လို့ရပါတယ်ကျွန်တော်တို့ကတော့လက်ဖက်တုပ်စားတဲ့အခါမှာအဖိုးကြီးတုပ်ဒီဇိုင်းကိုပူကြိုက်တဲ့အတွက်နှမ်းမြေပဲကြက်သွုံကျော်ပဲထည့်ပါတယ်ထည့်စရာရှိတာအကုန်ထည့်ပြီးသွားပြီဆိုရင်တော့တေချာလေးတမအောင်နေလိုက်ပါမယ် ကုန်လုံးတေချာနှက်အောင်နေပြီးသွားပြီဆိုရင်တော့အရသာအပေါ်ငန်းလေးတစ်ချက်မြည်ကြည့်လိုက်ပါမယ်။အရသာလည်းကွက်တိအစင်ပြေသွားပြီဆိုရင်တော့လက်ဖက်ထမင်းတုပ်ကရပြီပဲဖြစ်ပါတယ်။ဒါဆိုရင်လက်ဖက်ထမင်းတုပ်နဲ့လိုက်တဲ့အကြုပ်လေးကြော်ပါမယ်။ကျောက်ကျော်လေးရသွားပြီဆိုတော့ပကံထဲကိုလက်ဖက်သမင်းတုပ်လေးထည့်လိုက်ပါမယ်။ ကိုဘကိုအိမ်မှာတုတ်စားမယ်ဆိုရင်တော့လက်ဖက်နေထားတဲ့စလုံးနဲ့ကိုကြက်ကိုကြောထားတာထည့်ပြီးတော့ဇွန်းတက်ပြီးစားတာတော့ပကံစီရတာလက်ရှိပါတယ်ဒါပေမဲ့အေကိုဧသေးတို့တငယ်ချင်းတို့လာလို့ကြကြနနလှလှပပလေးပြင်ကျွေးခြင်းနေဆိုရင်တော့ခုလိုမျိုးလေးပြင်ပြီးတော့ကျွေးလို့ရပါတယ် တီဟိုစီကတော့လက်ဖက်တုတ်တဲ့ဟိုတချို့လည်းထိစားလိရှိပါတယ်ကြိုက်တယ်ဆိုရင်တွဲစားလို့ရပါတယ်ခင်ဗျာဒါဆိုရင်တော့အိမ်မှာလက်ဖက်နှက်ထားတာရှိုံနဲ့လောက်ရလေလွယ်ကူမြန်ဆန်ပြီးတော့လက်မရှုပ်ဘဲနဲ့အရန်လေးစားလို့ကောင်းတဲ့လက်ဖက်ထမင်းတုတ်လေးကရယူပေးဖြစ်ပါတယ်ဒီနေ့ပြောပြသွားတဲ့လက်ဖက်နှက်နည်းနဲ့လက်ဖက်ထမင်းတုတ်လုံနည်းဗီဒီယိုလေးကိုသဘောကျမယ်လို့ယူဆပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးအရသာရှိတဲ့ဟင်းချန်နီမုတ်လုံနည်းတွေကိုအပတ်စဉ်တနင်္လာပုတ်တခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတည်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော် နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်